ပရိသတ်များလုံးမင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့က Joshua Vanney နဲ့သူ့ရဲ့ပွဲစဉ်ကိုမကြခင်ကြီးညာတော့မယ်ဆိုပြီးထုတ်ပြောလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Vanney ကသူ့အနေနဲ့ Running နံပါတ်1နေရာမှာရက်တီအနေနဲ့ Brandon Rival နဲ့ထိုးသက်ရမယ်ဆိုပြီးတော့မှထုတ်ပေါ်ပြောဆိုသွားပါတယ်တရင်ကလည်းတကယ်ကိုထူးခြားတဲ့တရင်မှာကျွန်တော်တို့ထင်ထားကြတာက ရန်ကင်းနံပါတ်2နေရာမှာယက်တီနေတဲ့ချန်ပီယံဟောင်းဘရန်နမူရီနိုနဲ့ထိုးသက်ရမယ်လို့ထင်ထားတာပါဒါမဲ့တကယ်တမ်းထိုးသက်ရမှာက ranking number 1နေရာမှာယက်တီနေတဲ့ Brandon Rivel နဲ့ထိုးသက်ရမယ်လို့သတင်းကတရားဝင်သိရှိရပါတယ်။ဒီအချက်ကတကယ်ကိုအံ့အားသင့်မှုကောင်းပါတယ်။ဒီပွဲက Joshua Benny နဲ့ John La 29ရင်းနေမှာကျင်းပမယ် UFC 317ပြိုင်ပွဲမှာထိုးသက်သွားမှာဖြစ်ပါလိမ့်။ဒီပွဲက Joshua Benny နဲ့လူစားထိုးဝင်ပြီး short notice နဲ့ကစားပေးရမှာဖြစ်ပါလိမ့်။ အစားက Brandon Riven နဲ့ Mane Capto ကဒီပွဲမှာထိုးသက်သွားမှာဖြစ်ပါတယ်။ထို့ပြင် Mane Cap ကနှုတ်ထွက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Chin Fighter လေးကလူစားထိုးဝင်ကစားမှာဖြစ်ပါတယ်။ Joshua Van တို့လူစားထိုးဝင်ကစားတာကပြောနေစရာတော့မလိုတော့ပါဘူး။သူ့အနေနဲ့ UFC ကပွဲတော်တော်များများကို short notice နဲ့ပဲရင်ဆိုင်ထိုးသက်သွားတာပါ။ဒီဒီချိန်မှာဆိုရင်သူက International Main Event မှာပါဝင်လာမဲ့ UFC 317ပြိုင်ပွဲရဲ့ Main Card ထဲမှာထိုးသက်သွားရမှာဖြစ်ပါတယ်။ ဗန်အတွက်တကယ်ကိုအရေးကြီးတဲ့ပွဲဖြစ်တယ်လို့စွန့်စားမှုများတဲ့ပွဲလို့လည်းဆိုကြည့်ချင်ပါတယ်ဗန်အခုမှပွဲထိုးရတဲ့ဘလောက်မှမရှိသေးတဲ့အချိန်၃ပတ်ကျော်ကာလမှာပဲနောက်ထပ်ပွဲစဉ်တစ်ပွဲကိုထိုးသက်သွားရမှာဖြစ်ပါတယ်ထိုးသက်ရမယ့်ဖိုင်တာကလည်းလုံးဝလုံးဝကို short တွတ်ထားလို့မရတဲ့ ranking number 1နေရာမှာရပ်တည်နေတဲ့ဖိုင်တာနဲ့ထိုးသက်ရမှာမယ်လုံးဝအခွင့်အောင်းတစ်ခုကို ပြောမယ်ဆိုဗန်အနေနဲ့ဒီပွဲမှာသာ Brandon Rivera ကို နိုင်သွားပြီဆိုတာနဲ့ ူအနေနဲ့ချန်ပီယံစင်ခေါ်ခွင့်ကိုလုံးဝရသွားပြီဖြစ်ပါတယ်။ Ranking number 1နေရာကိုလည်းရောက်သွားမှာဖြစ်တယ်လို့ချန်ပီယံစင်ခေါ်ခွင့်ကိုလည်းတန်းပြီးရရှိသွားမှာဖြစ်ပါတယ်။ Joshua Ben အတွက်လည်းလုံးဝလက်လွတ်ခံလို့မရတဲ့အခွင့်အရေးတစ်ခုဖြစ်လို့ Joshua Ben နဲ့စုပ်ကိုင်လိုက်တာဖြစ်မှာပါ။ဖန်အနေနဲ့ဘလို့အခွင့်အရေးမျိုးကိုတိုက်ဆောင်လာမလဲဆိုတော့ကျွန်တော်တို့ပြည်သက်တီနေနဲ့ဂျွန်လ29ရက်နေ့မှာစောင့်ကြည့်ကြရမှာပါကျွန်တော်ကတော့တော်တော်ကိုအံ့အားသင့်မိပါတယ်ဖန်ကို UFC ကလည်းတော်တော်အခွင့်အရေးပေးပါတယ် van အနေနဲ့ top 10တွေကအခြား fighter တယောက်ယောက်နဲ့ ranking နဲ့ fighter တယောက်ယောက်နဲ့ပွဲလက်ခံလိုက်မယ်ဆိုရင်တော့မှကျွန်တော်တို့အနေနဲ့အရင်ကြီးစိတ်ပူစရာတော့မလိုပါဘူး။ဒါပေမဲ့ဒီဒီချိန်မှာ van လက်ခံလိုက်တဲ့ short notice spider ကလုံးဝလုံးဝကို short တွက်ထားလို့မရတဲ့ flyweight dan ranking number 1နေရာမှာရပ်တည်နေတဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့်မလို့ van ရဲ့အခင်းအင်းတွေကဘယ်လိုဖြစ်လာအောင်မလဲ။ချန်ပီယံစိန်ခေါ်ခွင့်ရသွားမလားဆိုတာလည်းဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ ရိသတ်ဒီနေနဲ့ရောဖန်နေနဲ့ဘလို့အခင်းချင်းနေတဲ့ဆောင်လာမယ်လို့ထင်မြင်စမိပါလေမိမိတို့ထင်မြင်စချက်တွေကိုကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုလေးပါတယ်ဒီလောက်ပါမယ်။နာမည်လေးနေပါလေ။ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။